ခင်ပိုးဟောင်းဇင်ယုံမောင်မောင်ကကားမောက်ပြီးတော့အသက်လူနေရတဲ့အချိန်မှာမင်းသမီးကြီးမီတန်းသူကတော့သူ့ရဲ့ချစ်သူကောင်းလေးကိုတစ်တော့မှတနိုင်ကလုံးကိုချပြလိုက်တာဖြစ်တဲ့တော့တနိုင်ကလုံးကပြည်သက်တကအောင်အောင်ခင်ရပါရဲ့မီတန်းသူဟာသူ့ရဲ့ချစ်သူကောင်းလေးသူ့ထက်အသက်30လောက်ငယ်တဲ့ကောင်းလေးကိုခုတစ်တော့ပေါ်မှာအရင်တွေကျူးပြနေပါရဲ့သူ့ရဲ့တစ်တော့ repost မှာဆိုရင်လည်းပဲသူ့ရဲ့ကောင်းလေးနော်ဗီဒီယိုကြီးပဲဒါမီတန်းသူက share ထားတာကို repost လုပ်ထားတာကိုကျွန်တော်နေတွေ့ရပါတယ် မိသားနှုကတော့အခုအသက်အရွယ်ထိအောင်เนาะအသက်60ကျော်ရေးထိပပနေဆဲဖြစ်ပါတယ်ဇေယောမမောင်ကမိသားနှုကိုအရယူခဲ့ပြီးမှเนาะဘလောက်ပြန်ဆိုင်မှုရဲ့အရန်ပြင်းထန်တဲ့ယောက်ျားတိုင်းလိုချင်နေတဲ့အချိန်မှာเนาะဇေယောမမောင်ကမိသားနှုကိုရအောင်ယူခဲ့ပြီးမှဘလောက်မှမကြဘူးဇေယောမမောင်ကအာတက်တက်ဆာမော်ဒယ်လေးဝင်နဲ့ဖောက်ပြန်ခဲ့တာဖြစ်ဒါကြောင့်မလို့မိသားနှုကဒါဇေယောမမောင်ကိုစောက်ရမ်းစိတ်နာခဲ့ပြီးတော့ဒါဇေယောမမောင်နဲ့တသက်လုံးလုံးဝကိုမဆက်ဆံတော့ဘဲနဲ့ဂျီဦးလေးမှာပဲတွားရောက်နေထိုင်ခဲ့တာဖြစ်ပါတယ် ဒါကိစ္စကြောင့်နော်ဆက်တွေရရပြောဆိုရရဆိုပေမဲ့ယနေ့ချိန်ထိဇီယောမမောင်ကိုဒါမိသားစုကစိတ်နာနေစေပဲဖြစ်ပါတယ်ခုဒီကမှာတော့ဇီယောမမောင်ကနေပြီးတော့မှမင်းအောင်နိုင်ကိုတွားရောက်ကျူးဆိုးဖို့နော်ရုရှားကိုတွားတဲ့မင်းအောင်နိုင်ကိုတွားရောက်ကျူးဆိုးဖို့တွားရင်းနဲ့မှအခုလိုမျိုးတော့ဘယ်ကမှမသိရကားကသူတို့ကဝင်တိုက်ခဲ့တာဖြစ်ပြီးတော့တော်တော်လေးကိုတော့ပေါင်ယူကျူးသွားခဲ့ပြီးတော့ခုချိန်မှာကိုယ်ခွဲစိတ်ကူးတာမှုတော့အောင်မြင်ခဲ့ပြီလို့သိရတယ် ဒီလိုချိန်မှာပြီးမိသားစုကနော်သူရဲ့ချစ်သူကောင်းလေးကိုထုတ်ပြခဲ့ပြီးတော့တနင်္ဂနွေလုံးကိုကြီးပြနေတာဖြစ်တဲ့အတွက်တနင်္ဂနွေလုံးကပိတ်သက်တွေကတော့အသက်ကြီးမှနော်ဘာဖြစ်တာလဲအရင်နေစာနေပါလားဆိုပြီးတော့မျိုးစုံဝေဖန်ရေးသားနေကြလို့လေကျွန်တော်အနေနဲ့တွေ့ရပါတယ်ဗျာ